AVA 1940အခန်း25မမတို့နိုးကြပြီလားဒီနေ့တော်ရဲကနေစင်ကြီးကိုကျုံးသွင်းကြတော့မှာကမုံကအင်ဘက်ပြစ်ထုတ်ထားသောကောင်းချင်းငချိတ်ပူပူနွေ့နွေ့နဲ့ငါးလေးကြော်များကိုလူကြအတွက်ပေးလိုက်သည်ကမုံကနိုးတာကြပြီလားကြပြီလေဖုံးကြီးတွေဆုံးကအစအချိန်တည်းကနိုးတာအဖေကမနဲ့အစောကြီးတော်ရဲမှာဆိုတော့ကမုံကစောစောထပြီး သူတော်ရစီရန်တောက်ဖို့မိခဲကြောက်တွေလဲမှုတွေ ထမင်းတို့တွေစီစဉ်ပေးရတယ်ပြီးတော့စရုံးလည်းထုံးရသေးတယ်စရုံးကဘာလို့ထုံးရတာလဲစင်သမားတွေတော်ရဲဝင်တဲ့အခါကြံရည်တဲ့တပ်ဆိုင်သူမိသားစုဝင်အမျိုးသမီးတွေကသပင်ဖားရဖြစ်မနေရဘူးမမအိုးစင်မှုရမိသားစုဖြစ်ရတာမလွယ်ပါဘူးမမရဲ့စောင့်စည်းရတာတွေများတယ်ယောက်ျားတွေစင်ကြော့တော်ဝင်ပြီဆိုဘူးဒီမစားရဘူးကင်းဘက်ဒီမစားရဘူးမင်္ဂလာဆောင်အတုပမတော်ရ ထမင်းချင်ရောင်မကိုအိုးထဲမဆိုက်ရအိုးကန့်လက်မတင်ရအများကြီးပဲအင်းကမုန်းတော်မှာတကယ်လူကြီးတယောက်လို့တိလာတက်လာပြီနော်အရင်လိုကလေးမဟုတ်တော့တာပဲလူစားဤစကားကြောင့်ကမုန်းကပြုံးလိုက်သည်မယ်ဘူးကကမုန်းယူလာသည်ကောင်းချင်းကချိတ်ကိုလူစားအသင့်စားနိုင်ရန်ပြင်ဆင်ပေးသည်ညနေလောက်ကျစင်ကြုံတွင်းပြီးပြီဆိုဓနပလာရီစင်ကင်တော်ကိုတွားကြည့်ကြမယ်အင်းဝမှာဆိုရင်တော့ဒါမျိုးရွေးတော်ဝင်တော်ရမယ်စင်ပွဲကိုရှင်မင်းကိုယ်တိုင်လာကြည့်တာမမရဲ့ ဒီမှာတော့မျိုးဝင်ကိုယ်တိုင်လာမယ်ကြားတယ်။ထို့နောက်ကမုံကအင်းဝမျိုးကြီးအကြောင်းကိုလွီဇာအားအဆက်မပြတ်မေးတော့သည်။ကမုံသည်သူကြည်ပင်လာသည့်မျိုးကိုသူလွမ်းနေရောမည်။ထို့သောလွီဇာတတ်တော့အင်းဝအကြောင်းပြောတိုင်းနာကျင်ရစမြဲ။တစုံတယောက်ကိုလွမ်းလဲလွမ်းရစမြဲ။တနတ်တန်ဖောင်းနေ။ခန္ဓာဝရီမျိုးဝင်ဥတောင်သည်အချွေရံများနှင့်အတူ စင်ပွဲကြည်စင်ပေါ်သို့တက်လာပြီဖြစ်သည်။ဖီဇာတို့မှာဂမုံးနှင့်အတူစင်၏အနောက်ဘက်ခလန်းလန်းတွင်ရှိနေ၏ စင်ကြုံတလုံးကြီးများကြားတွင်ဒုတ်ကိုစီကင်နာကြသောပွဲကြည့်ပြိတ္တမှာမြို့ဝင်ထံသို့အာယုံရောက်သွားကြ၏မြို့ဝင်ဦးတောင်သည်ဖော်လုံးယူခေါင်းပေါင်းနှင့်ရွှေချီတို့ပစိုးကိုဝစ်ဆင်ထားသည်မြို့ဝင်အဆင့်ဖြင့်ရွှေဒီနှလက်ဆောင်းသားသည်ဖြင့်ထူးထူးခြားခြားဖြစ်နေ၏အင်းဝါရှိအင်းရှိမင်းသားတို့ကဲ့သို့ပင်တခန်းတနာပွဲတက်လာသည်ဦးတောင်ကိုလူစားတေချာကြည့်လိုက်သည်အဖေတို့ပြောတဲ့ကြားတာကတော့သူကရှင်ပြန်ယူယူနေပြီတဲ့အင်းဝါကိုသာဒီသတင်းရောက်ရင်မလွယ်ဘူး ကမုံးကလူ이사နာတို့ခတ်တိုးတိုးကတ်ခါပြောလိုက်သည်ကြွေကနေစင်ရန်ကြီးအော်တန်ကြောင့်အာလုံးလှုပ်လှုပ်ရှားရှားဖြစ်သွားကြ၏မကြမီခေါင်းပေါင်းဤပစိုးဤဖြင့်ထိုစင်ကြီးကိုထိမ့်မီဓနက်ပလာအမှုတန်းသည်စင်ကြုံးထဲသို့ဝင်လာပြီဖြစ်သည်အာလုံးကစင်နှင့်လူအားပြိုင်ပွဲစီသို့အာယုံရောက်သွားကြတော့ဤလူအုပ်ထဲမှာဟာကနေဟင်ကနေဖြစ်ကြလက်ကုတ်ဒီအားပေးကြနှင့်စင်ဝင်ဦးအောင်လာသည်မြို့ဝင်တဘေးတွင်ရှိနေရာမှာလူစားနှင့်ကမုန်းတဘေးသို့ရောက်လာသည် ။ဦးအောင်လာသည်စင်ပွဲတစ်ခုလုံးကိုကုကဲနေရသည်ဖြင့်အနှဲငယ်ပင်ပန်းဟန်ပေါက်နေ၏။ဒီကောင်ကြီးရောဝင်တော်ရစဉ်ဖြစ်မှာအသေးချာပဲ။အင်းကျုပ်အဖွဲ့သားတွေတော့စုလက်တွေရအောင်မယ်။ဦးအောင်လာပုံစံကဂုံယူဟန်အပြေဖ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 ေဟိုမှာဟိုမှာညာပြောတဲ့တရားဗမာလေးဆိုတာ ကမုံကဥောက်လာလမောင်းကိုဆွဲပြီးလူအုံကြားထဲမှာလူငယ်လေးတူကိုလှမ်းပြလိုက်သည်လူငယ်မှာ စင်ကြုံးဤနောက်ဆုံးမှာတစ်သားတုံးကြီးကို ခြေကံက စင်ပွဲကိုအားရပါရကြည်နေသည်လက်ထဲတွင်လည်းဝရင်တို့တစ်ချောင်းနေဥောက်လာကအောင်မစည်းကိုလှမ်းခေါ်လိုက်သည်ဟိုကကလေးကတို့အောင်မသိန်းကလား အောင်မစည်းကကြာလူစဲနေအောင်အောက်တွင်မျက်လုံးကိုလက်ဖြင့်ကာကာတေချာကြည့်လိုက်သည်မဟုတ်ဘူးမျိုးဝင်ကျွန်တော်မျိုးလည်းသူ့ကိုတခါမှမတွေ့ဘူးပါဘူးဒီဝါအထင်ပါတယ်သွားခေါ်ခဲ့စမ်းမပြေးစင်နဲ့တို့လူ၄၅ယောက်ပါခေါ်သွားငါစင်ကြုံနောက်ဘက်တဲမှာစောင့်နေမယ်အဖေသူ့ကိုဘာလို့မလို့လဲကမုံကြီးစိုးရင်စကားတန်ကိုဥအောင်လာကမတုံပြန် စင်ကြုံနောက်ဘက်စီတို့သာထွက်သွားတော့သည်မကြမီဥောင်လာရှိရသောစင်မူတန်းများနှင့်အတူလူငယ်ရောက်လာသည် လူငယ်ကိုဥောင်လာရှိရှိ မြေပြင်တွင်ဒူးတုံထိုင်ခိုင်းလိုက်၏ဥောင်လာက လူငယ်ကိုအခဲခတ်လိုက်သည် လူငယ်၏အသားအရည်ကမဖြူမညိုနှက်ခမ်းမွေဆဆနှင့် မျက်လုံးမျက်ခုံးကအထူးချောမွေနေသည် မောင်မင်းကဗမာလားလူငယ်ကပြန်မဖြစ်ကဲဒီကောင်ငါမေးနေတယ်လေမင်းကရောင်နှုံးနဲ့ပါနဲ့ဗမာလားလို့ လူငယ်ကကောင်းကြီးသည်ဟေ့ကောင်မင်းစကားမပြောတတ်ဘူးလားမင်းရောက်နေတာစင်ဝင်မင်းရှိမှာနော် မခံလေးစားမလုပ်နဲ့အောင်မဆေးရေးကလူငယ်ဤကြောကုန်းကိုလက်ဖြင့်စောင်းတော်လာဟီဟုတ်ပါတယ်ကျွန်တော်ဗမာပါမောင်မင်းအသက်ဘယ်လောက်ရှိပြီလဲ16နှစ်ပါအင်းအရွယ်ရောက်ပြီပဲဒီဘက်ရွာတွေမှာမွန်လေးကရင်တွေပဲရှိတာပါ ထူးထူးခြားခြားမင်းတို့ကဘဲနဲ့ရောက်နေတာတော့မင်းမိဘများကဘဲသူတော့လူငယ်ထံမှအပြေထွက်မလား မနေ့ကဘုန်းကြီးเจ้าမှာစင်เจ้าကိုငါပြောတော့လာချောင်းနားထောင်နေသေးတယ်မဟုတ်လားအခုလဲဒီလောက်အန်ရယ်များတဲ့စင်ပွဲကိုရှေ့ဆုံးကခြေခံပြီးကြည်နေတာမင်းစင်မှုရေးရဝါသနာပါသလားစင်တွေကိုကျွန်တော်ဝါသနာပါပါတယ်ဒါဆိုမင်းငါလက်အောင်မှာစင်မှုထမ်းရမယ်ဖြစ်မလားကွယ်ဒါတော့ဒီခါမှာတကားတော်စင်ဝင်မင်းထိုးချိန်တွင်အဝိုင်းเจ้าနိုင်ဆရာတော်နဲ့ယဟန်နှပါးကအနောက်ဘက်မှာဝင်လာကြသည်ဆရာတော်ဘဲအဘလူကြွလာတာလေဖေဟာ ပွဲကင်းထဲမှာမောင်တာလာကိုစင်မူတန်းနေအတင်းကျခေါ်သွားတယ်လို့ကပ္ပီးယားတယောက်ကလာလျှောက်လို့လိုက်လာရတာတကဟေးဆီယာရုံတို့အတွက်ထိုင်စရာတခုခုစီစဉ်ပေးလိုက်ကြစမ်းဦးအောင်လာကထိုင်ရမမထားမင်းညားကသူ့အားဖုံးွယ်ခဲ့သည့်ဆီယာရုံအပေါ်တွင်စိတ်ကူသွားသည်ကဲဆီယာရုံဗျာညတပီတော်ဘာကြောင့်လိန်ခဲ့ရတာလဲဗျာရဟန်းဆိုတာမလိန်အပ်ဘူးမဟုတ်လားဆီယာရုံကဦးအောင်လာရှိရင်ဒူးတုံနေသော မောင်တာလာကိုသာ စိုက်ကြည့်နေသည် သူကဗမာပဲရုပ်ရည်ကလည်းမုံမုံရည်ရည်နဲ့တပိတော့သူ့ကိုခေါ်ပြီးစင်မှုထမ်းခိုင်းမယ်။သူအင်းဝရောဟန်တာရီရောဘလို့မှသွားလို့မရဘူးတကားသူ့ကိုတကားဘလို့မှခေါ်သွားလို့မဖြစ်ဘူး။တပိတော့ကဟန်တာရီနယ်ရဲ့စင်ဝန်ပါဗျာ။စင်မှုနဲ့ပတ်သက်လာရင်အင်းဝဘရင်ရဲ့ကိုစားမင်းမှုစင်ခေါ်ဖို့အမိန့်ချဝင်ရှိတယ်။အဝိုင်းစီရတော့ကတပ်ပြင်းချလိုက်သည်။ ။ဒကာကြီးနဲ့ကျုပ်ပဲသိရမယ်ကိစ္စတခုကျုံပြောစရာရှိတယ်။တခြားလူတွေမသိစေချင်ဘူး။ဦးအောင်လာကပတ်ဝန်းကျင်နဲ့ရှိသောစင်စည်ရင်းနဲ့မူတန်းများကိုအပြင်ထွက်ကြရန်အချက်ပြလိုက်။ဆရာတော်နဲ့ပါလာသည့်ရဟန်းနှစ်ပါးလည်းအပြင်သို့ထွက်လာသည်။အခန်းထဲတွင်ဆရာတော်ဦးအောင်လာနှင့်မောင်သာလာတို့သာကြံခဲ့သည်။ဆရာတော်ကဥအောင်လာကြားရုံမျှလေတံပြေဥစဉ်တည်ထားတာကတော့ဒကာကြီးကဟန်တာဝရီကဇင်းမဲ့အနွယ်လို့ကြားဥပါတယ် မှန်ပါဘာများသက်ဆိုင်လို့လဲဖရာတို့များလေဟန်တာဝရီသားတွေကြီးပါပဲဒကာကြီးအနေနဲ့သူ့ကိုခေါ်သွားရင်ဟန်တာဝရီတခုလုံးအန္တရာယ်ရှိပါတယ်ဆရာတော်ဤစကားကြောင့်ဦးအောင်လကမျက်မှောင်ကျုပ်လိုက်စီဆရာတော်ကဘာလို့ဆိုလိုတာလဲဖရာသူကပကံမင်းသားရဲ့သားပဲမင်းရဲ့ကြော်ထင်မင်းရဲ့မြေးတော်ပဲစင်ဝင်ဦးအောင်လမှာထိုင်ကုန်ပေါ်မှာအလံတကြားမတ်တက်ရက်မိလိုက်တော့သည်ထလွန်ခဲ့သည်နှစ်ပေါင်း30ကျော် တိတိကျကျပြောရရင်1698ခုနှစ်တွင်မင်းရဲ့ကြော်တင်မင်းနဲ့ရောင်ဆန်ပြီးသားတော်စနေမင်းနန်းတက်ခဲ့သည် စနေမင်းသည် ရှင်ပြန်ဖြစ်စတွင်ညီတော်ရှင်နန်းဆက်ကိုအိမ်ရှိဆန်အရာထားခဲ့သည်ထို့သောမကြမီပင်သားတော်တနင်္ဂနွေမင်းသားကိုအိမ်ရှိအရာ ပေးခြင်းတပြေညီတော်ရှင်မင်းဆက်ကိုပကံဘရင်ကံအဖြစ်ပကံတို့စေလို့ခါလက်အောက်ခံဒီနန်းအဖြစ်ပို့ခဲ့သည် 1914ခုနှစ်တွင်စနေမင်းကွယ်လွန်သောအခါအိမ်ရှိဆန်အဟောင်းပကံမင်းသားရှင်နန်းဆန်နှင့်အိမ်ရှိဆန်အသည့်တနင်္ဂနွေမင်းသားထိတ်တိုက်တွေ့ကြတော်သည်တနင်္ဂနွေမင်းသည်ဘရင်အဖြစ်ခံယူပြီးသည့်နှင့်ဘာရီတော်ပကံမင်းကိုတစ္ဆာရီတိုက်ရန်လူသုံးငယ်ကိုဆယ်လုခဲ့တော်လဲထိုသူများမှာပကံမင်းကိုတစ္ဆာခံခဲ့ကြသည်အထက်တွင်ယောစောလောင်းချီဒေသများအောက်တွင်ပြည်နှင့်တောင်ဦးကဲ့သို့မြို့များကိုပင်ပကံမင်းသားတပ်များကသိမ်းပိုက်နိုင်ခဲ့သည် ို့တော့မကြမီတနင်္ဂနွေမင်းဤတံများကအေးတာလာပြီးပကံမင်းမှာဟန်တာဝရီဘတ်တောတောင်များစီတို့ထွက်ပြေးခဲ့ရသည်ဘရင်တံများလိုင်းလံတိုက်ခိုက်ခြင်းတွင် ထွက်ပြေးပျောက်ဆုံးခဲ့သည်ဖြင့်ပကံမင်းပြောင်းစုစမတ်ရှိခဲ့သည်ပကံမင်းသည်ထွက်ပြေးတင်းချောင်းရင်ဟန်တာဝရီအရှိဘတ်ကြံတော်ရွာတွင် ကိုလုတ်တော်သူဘဘာမတားယောက်ကြားကလေးမောင်တာလှကိုမွေးဖွားခဲ့သည်ပကံမင်းသားကိုအင်းဝတံများကဖန်းစီတုတ်တင်ပြီးသည့်ချိန်တွင် မောင်တာလှကို ပရက်တပင်ကြေးရွာမှာမွန်ကရင်လူမျိုးတို့ကပြုစုစောက်ရှောက်ခဲ့သည် အဝိုင်းကျောင်းဆရာတော်ထံတာမဏေဝတ်ပြီးသည့်အခါရှင်လူထွက်ခဲ့သည်ဆရာတော်ဤကျောင်းတွင်ပင်နေထိုင်ပြီးဆရာတော်ကဇာတိမပြတ်စေရန်မောင်တာလကိုဗမာရောင်တုံးထားစေခဲ့ခြင်းဖြစ်သည်ဦးအောင်လမှာမိမိရှိတွင်အင်းဝမင်းသွေးတူးကိုဒူးထောက်ခိုင်းစေထားခြင်းဖြစ်သည်ဖြင့်မလုံမလဲဖြင့်မတ်တပ်ထားရခြင်းဖြစ်၏သို့သောသတိပြန်ကပ်လိုက်ပြီးနောက်ထိုင်ကုန်တွင်ဟန်မပြတ်ပြန်ထိုင်လိုက်သည် တစုံတရာကိုလည်းလေးလေးလက်လက်တွေးနေသည်ဒါဆိုဒီကောင်လေးကအခုအင်းဝရွှေနှန်းရှင်ရဲ့ဦးလေးတော်တာပေါ့ဟုတ်တယ်ဒါပေမဲ့သူတို့ချင်းအသက်ကမတိမ်မရေးမှာပဲအင်းရှင်မင်းဖြစ်ခဲ့ဘူးသူဤဒါတော့ပြီးတော့ယခုလက်ရှိအင်းဝဘရင်ဤဦးဤတော်ကမိမိရှိတွင်ဒူးတောင်နေရသည့်အဖြစ်ကိုဥအောင်လာတွေ့ဝေစွာကြည်နေသည်ဒီကိစ္စဘသူ့ကိုမှအတိမပေးပါနဲ့တခါဤသူကတာမန်လူလင်ငယ်လေးတယောက်ပါပဲအင်းဝနိုင်ငံတော်ကိုပုံကံမဲ့လူလည်းမဟုတ်ပါဘူး ဒါပေမဲ့သူဘသူဆိုတာကိုအခုနန်းတက်နေတယ်အင်းဝဘီရင်တည်သွားရင်သူအတက်အန်နေရရှိတယ်အင်းဝကိုပုံကန်ခဲ့တယ်ပကံမင်းသားရဲ့သွေးပါတာတခုလည်းနဲ့တင်သူအတက်မခံသင့်ဘူးမဟုတ်လားဦးအောင်လာကတပ်ပြင်းချလိုက်သည်သူ့ကိုအခုချက်ချင်းရဟန်းဝင်ပေးတာပါမြို့ဝင်လည်းဒီဝါကိုရောက်နေတယ်ဗမာယောင်လုံးနဲ့လူကိုမြင်သွားလို့ရှိရင်ပိုအန်နေရရှိတယ်ရှင်ပြထိုအခါမှာဆရာတော်လည်းတပ်ပြင်းချလိုက်တော့ဤနောက်တနေ့ဟန်တာဝတီတို့သူတို့ပြန်ကြတော့မြည် ကမုံသည်လူစားနေသူစင်တစည်းထဲတွင်စီးမိဖြစ်သည်သူတို့စင်များတန်းစီကထွက်ခွာကြသည် ရွာအထွက်တနေရာရောက်တွင်စုံးဝံကြွနေသောဘုံကြီးများနှင့်တွေ့ကြသည်စင်တန်းကြီးမှာခိတခဏမြရန်နာလိုက်သည်ရှေ့ဆုံးမှကြွလာသောဆရာတော်ကြီးကိုစင်ဝင်ဥအောင်လာမှနှုတ်ဆက်စကားစင်ပြော်သည် ထိုအချိန်တွင်ကမုံကဘုံကြီးတန်းထဲမှတစုံတစ်ယောက်ကိုမြင်သွားသည်ဟိုမှာတူတူမမလီစာဘသူလဲ ဟုံရောင်လုံးနဲ့တယောက်လေတော်ပါသေးရဲ့မင်းကအဖေကသူ့ကိုဖမ်းခေါ်သွားခိုင်းတာတခုခုလှုပ်ပြီးထင်တာ तू ကဖုံးကြီးဝယ်သွားတာပဲလူစားကဂမုံလက်ညိုးထိုးပြသည်ဥပစင်းကိုတေချာကြည့်လိုက်သည်ဦးအောင်လာကလည်းဆရာတော်နဲ့စကားပြောနေရင်မှထိုးပစင်းထံတစ်ချက်တစ်ချက်အကြည့်ရောက်သွားသည်ကိုလူစားသတိထားမိ၏အင်း तू ကကရုံးနဲ့သင်္ကန်းနဲ့လေကြည်ကောင်းတာပဲနော်မမလီစားဖြည်းဖြည်းလုပ်ပါဂမုံရဲ့စင်ပေါ်ကလည်းပြုတ်ကျနေပါဦးမယ် မယ်ဘူးကကမုံးဤဖြစ်ပြက်နေပုံကိုအရှင်ဖောက်လိုက်သည်ဖြင့်လူစာအတန်ထွက်ကရေလိုက်မိသည်1939ခုလူစာသည်ဟန်ဒါဝရီတွင် နေထိုင်ရသည်မှာတစတစအသားကျလာသည်အစာပိုင်းတွင်စင်ဝင်ဥအောင်လာအိမ်တွင်နေထိုင်ခဲ့တော်လဲထိုးအိမ်နှင့်မနီမွေးတွင်လူစာ၏ကိုပိုင်တစ်အိမ်စောက်လုံးပြီးစီခဲ့သည်ထိုးအိမ်တော်တွင်လူစာသည်မယ်ဘူးနှင့်အတူကျွန်စေးမှာ စစ်တကောင်းနေသာလင်မယားကိုဝယ်ယူကအစီကံအဖြစ်ထားရှိပြီးနေထိုင်ကြသည်ဝေကြီးချမ်းသာသောလှပသောအင်းဝနန်းတော်တွင် အပေါက်ရောက်ရှိပြီးအင်းဝဘရင်နှင့်ပါဆုံတွေ့ဘူးကဲ့သောလူစားမှာဟန်တာဝရီနှင့်တန်လင်းရှိနိုင်ငံသားကုံတယ်များအကြရေပန်းစားလာသည် ထို့များမှာကအုတ်ချုပ်ရေးပိုင်းကလည်းအင်းဝနန်းတွင်အရာရှိကြီးများနှင့်ပတ်သက်ခဲ့သူလူ이사ကိုအထင်တကြီးရှိကြသည်လူ이사သည်တန်လင်တို့လည်းမကြာခဏခရီးထွက်ရသည်စင်ဝင်ဦးအောင်လမိသားစုမျိုးဆောင်တမူလက်ရဖို့တန်လင်မဘာနာပိုက်ယဟန်ငယ်ပေါ်လိုနာရီနီတို့မှလူ이사၏အရင်ဒီဆုံးမိဆွေများဖြစ်လာကြသည်ထူးအထူးသဖြင့်ဖာသာပေါ်လိုနာရီနီသည်ဟန်တာဝီတို့အရောက်ပေါက်များပြီးလူ이사အိမ်တွင်တဲကိုတတ်သည် ထိုအချိန်မျိုးတွင်မျိုးစောက်တံမှုလက်ရဖို့လည်းရောက်ရောက်လာတတ်၏မျိုးစောက်တံမှုလက်ရဖို့နှင့်ဖာသာပေါ်လိုနာရီနီတို့သည်တခတရံဟန်တာဝရီပတ်ဝန်းကျင်ရွာကလေးများသို့ပင်အပျော်ခီးထွက်သားတတ်ကြသည်ဘာနာတိုက်ဖုံးတော်ကြီးဖာသာဂါလစီယာကမူတန့်လင်းတို့လူစားရောက်သည့်အခါတိုင်းလက်ရဖို့နှင့်နရီနီတို့ဤဆက်ဆံရေးကိုမတိမတာတတိပေးတတ်သည်ဖာသာနရီနီဟာဘာဆိုရာမင်းလဲရိမ့်မိလောက်ပါပြီမျိုးဆောင်တတ်မှုနဲ့သူနဲ့ရင်းနှီးမှုဟာယောက်ျားချင်းလိုရာထက်ပိုနေတယ်လူစား မင်းအနေနဲ့သူတို့ကိုအိမ်မှာလက်ခံထားတဲ့ကသတိထားပေးပါဒီလိုဖျားမသခင်မကြိုက်တဲ့ပြင်မှုမျိုးကိုရှင်းမှာဖြစ်လာမယ်ဆိုရင်တားမြစ်ဖို့ခရစ်တော်တယောက်အနေနဲ့မင်းမှလည်းတာဝန်ရှိတယ်လက်မခံသင့်ဘူးပြီးတော့ तू ဟာပုံရဟန်းမင်းကြီးကိုစားတာဝန်တွေထမ်းဆောင်ရတဲ့အမှုတော်ဆောင်တယောက်ထိုအခါမျိုးတွင်လူစားကခတ်ပြုံးပြုံးဖြင့် ခရစ်တော်ကတော့လူသားတွေကိုချစ်ကြဖို့တုံသင်ခဲ့တာပဲ။ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်ချစ်တယ်ဆိုတာကောင်းတဲ့အလုပ်မဟုတ်လားဖာသာ။နောက်ပိုင်းတွင်ဖာသာဂလစီယာကလူသားတန်လင်တို့လာတိုင်းအတွေ့မခံတော့နရီနီကိုလည်းတန်လင်မပြောင်းရွှေ့ရန်အတွက်ဗာတီကန်သို့ခွင့်ပြုချက်တောင်းခံခြင်းကိုစတင်လုံဆောင်တော်သည် ရီဇာမှာတန်လင်ဘတ်တို့နောက်ပိုင်းအခြေဆိုင်ဝင်ရောက်လာသော အော့စတင်အရှိအိန္ဒိယကုမ္ပဏီမှာအင်္ဂလိပ်တို့နှင့်တိုက်ရိုက်ချိတ်ဆက်ကားဝီစကီများရကရမကာများကိုအင်းဝသို့ တင်သွင်းလာနိုင်သည်ရီဇာမှာဟန်တာဝရီတွင်ကျွဲဝသောကုန်တယ်တူဖြစ်လာ၏ ဗီဇာသည်စီးပွားရေးကိစ္စများနှင့်တန်လွင်ဟန်သာဝရီတို့လွန်ထိုးနေခိုက်တွင်ဂမုံနှင့်မဲဘူးတို့မှဟန်သာဝရီဤတဝိုင်းအဝိုင်းကျေးွာဖုံးတော်ကြီးအကြောင်းတို့တပတ်တခါခံသွားကာစွန့်ကပ်ကြသည်အဝင်အထွက်များခဲ့ကြသည်ဥအောင်လကတော်ကထိုးအခြေအနေကိုရိပ်မိသည်ဖြင့်တတိပေးတော်လဲဥအောင်လမှာတမီးဖြစ်သူအားမတားမြစ်ခဲ့ ဥပုံနေတိုင်းအဝိုင်းကြောင်းတိုင်းသို့စွန်းချက်ပို့ရန်ပင်တေချာမှာကြခဲ့သည်ဟန်တာဝရီမှာလည်းအင်းဝါသို့ဆက်သွင်းရသည့်အခွန်အပြင် ကိုပိုင်ဝင်ငွေများစွာရှိလာသဖြင့်ချမ်းသာသောမြို့တစ်မြို့အဖြစ်ပြန်လည်ရောက်ရှိလာ၏1938ခုနှစ်နိုဝင်ဘာလဟန်တာဝရီမြို့သည်ရခင်ကားတပ်ပူပြီးလူစုလူဝေးများရှုပ်ထွေးနေ၏အင်းဝဘရင်ဓမ္မရာဇာဓိပတိသည်စစ်ပွဲအတွင်ဟန်တာဝရီမှစစ်အင်အားများကိုစင့်ခေါ်ခဲ့ပြီဖြစ်သည် မဏိပူရဘရင်ဂါရိနာဝတ်သည်အင်းဝနိုင်ငံတော်ဤနေဆက်တမူးပန္တာရင်သူဤတံများကိုစူယုံချထားလိုက်သည်စပတ်ကြီးများဖြင့်အနီးအနားမှရိတ်ခါများကိုလည်းရသလောက်စူဆောင်းနေသည်ထိုအချိန်တွေကိုအောင်ပန်းလန်ရွာတကြီးကအင်းဝသို့တရင်ပို့ဤမဟာဓမ္မရာဇာဓိပတိအနေဖြင့်ကတိတံများရခင်နှစ်ကကဲ့သို့အင်းဝသို့ခြိတက်မလာမီတွင်တွားရောက်တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်သည်ထို့ကြောင့်1939ခုနှစ်အောက်တိုဘာလတွင် ပုံတကားစာရန်တမိတ်ကို မြင်း90စစ်တီ900ရုပ်ဖြင့်တဒတ်ရဟိုင်းမြင့်တက်မူဘရကျော်သူခေါ်ပေါ်တဂီဘုံမူပက်ထရိုရီစေးပါကိုမြင်းတရာစစ်တီ1000နှင့်ကတိတက်များတံကင်းဆန်းချီတက်ရန်စေလိုခဲ့သည်ထိုတက်များဒီဘဲင်းတို့အရောက်တွင်တက်မူလို့ဦးမှာသဘောထားကွဲလဲကြတော်သည်ပက်ထရိုရီစေးပါကမူးလုံးမတစင် ချင်းတွင်မြေအနောက်ဘက်သို့ကိုွေးဝိုက်ခါ ကတိရိုတက်တီးရာအနောက်သို့ဝင်တိုက်ခိုက်မည်ဟုအဆိုပြုသည်ဘုံတကားစာရန်နာဓမိကမူပထုံမှာကိုယ်ဝိုင်မချီတက်ပဲမြောက်ဘက်သို့တက်တဲ့ချီတက်မည်ဟုသာဆိုသည် ထို့သို့ပြင်တနတ်တက်မှာညှိနှိုင်း၍မရတော့ပဲတလန်းစီချီတက်ကြတော့သည်မိုင်းကြောင်းတို့အရောက်တွင်ဘုံတကားစာတက်မှာကတိတက်ဦးနှင့်တက်တဲ့တိုးမီပြီးအင်အားချင်းမမျှသည်ဖြင့်တက်ပြက်လေတော့သည်ပက်ဒရိုဤရဟိုင်းတက်မှာလဲချင်းတွင်းမြစ်အနောက်ဘက်နန်သီးသို့ရောက်သောအခါ ပုံတကားသားတက်ကိုလိုက်ဖိတိုက်ရန်စစ်ကူလာသည့်ကတိတက်များနှင့်ရင်ဆိုင်မိကြတော့၏ထိုပွဲတွင်အင်းဝတ်တက်တက်နှစ်တက်လုံးမှာတစုရဲမချီတက်မိသည်ဖြင့်အင်အားကွဲပြဲကကတိတို့၏ခြေမုံချင်းကိုခံလိုက်ရတော့သည်ထို့ကြောင့်မဟာဓမ္မရာဇာဓိပတိသည်နောက်ထပ်စင်တက်90မြင်းတက်900ခြေလင်း2000တို့ပါဝင်သော တက်ကြီးကိုဖွဲ့ကဒီဇင်ဘာလတွင်ကတိတက်တို့အားထပ်မံတိုက်ခိုက်ရန်အမိန့်ချလိုက်သည် ထိုးစစ်ပွဲအတွက်လောက်အောက်ခံဟန်တာဝရီအနေဖြင့်စင်တက်30မြင်းတက်100နှင့်ခြေလင်းစစ်သား900ပေးရမည်ဖြစ်သည့်မြို့ဝင်ဥတာအောင်ကလည်းဟန်တာဝရီလောက်အောက်ခံဒေသများမှာတန်မာသောယောက်ျားသားများစွာကိုအင်းဝစီအကြောင်းပြကစူဆောင်းစင့်ခေါ်ခဲ့သည့်ထို့ကြောင့်ဟန်တာဝရီတွင်အနေနဲ့အရရမစစ်မှုထမ်းရန်စင့်ဆူထားသူများနှင့်ရှုံထွေးနေခြင်းဖြစ်သည့် စင်ဝင်ဦးအောင်လာ နေအိမ်တွင်မူတမီးကြီးဖြစ်သူတီရိနှင့်ဟန်တာဝရီမှာမွန်စစ်ကဲအနွယ်ဖြစ်သောနိုင်စောပြားတို့ကမင်္ဂလာပွဲအတွက်ပြင်ဆင်နေကြပြီဖြစ်သည်ဂွီဇာသည် မင်္ဂလာပွဲတွင်တီရိခြုံဘွားအဖြစ်ဝစ်စင်ရန်အတွက်ပြင်သစ်မှတင်ပို့သောတားမွေးစကို စင်ဝင်ဦးအောင်လာအိမ်သို့လာရောက်ခါလက်ဆောင်ပေးသည်မမလီဇာဖေဖေကအပေါ်တက်လေးစားဆောင်ကိုခဏလာခဲ့ပါဦးနဲ့ဂွီဇာက လေးစားဆောင်သို့တက်လာလိုက်သည် စင်ဝင်ဦးအောင်လာသည်လေသာဆောင်တွင်မတ်တပ်ရက်ခါလမ်းပေါ်တွင်ရှုပ်ထွေးနေကြသောစစ်မှုထမ်းအစုအဖွဲ့များကိုကြည့်နေသည်လူသားကဦးအောင်လာအနီးတွင် မတ်တပ်ရက်လိုက်သည်စစ်ကအင်းဝါကိုလာတော့မယ်လုံမအင်းကျမလည်းသတင်းတွေကြားပါရယ်ဟန်တော်ရီကိုအင်းဝါကစစ်သားဘလောက်ဆင်းဆိုရတယ်ထင်လေတန်လင်းမှာ ပြင်သစ်ကုံတွေပြောတာကတော့ကျမကြားခဲ့ပါရယ်အင်းအား900နီးပါတဲ့ အခုမြင်နေရတဲ့လူအုပ်စုက900မကဘူးထောင်နဲ့ချီနေတယ်အဲ့တော့ကိုမင်းသတိထားမိလားလွီစာလွီစာကမိတိစကားမှ မတုံပြန်လက်ရဘုံငါ့ကိုပြောပြလို့တခါကမြို့ဝင်စီကလူတွေပြင်သစ်တင်မောခြင်းမှာမင်းနဲ့စုံခဲ့တာကိုငါသိပြီးပြီဟုတ်တယ်ကျမလည်းမလိုအပ်ဘူးထင်လို့စင်ဝင်မင်းကိုမပြောတာပါအခုဟန်တာဝရီမြို့ဝင်ကစင်ဆိုတဲ့အင်အားထက်ပိုစုနေတာထူးဆန်းနေတယ်လို့မင်းမထင်ဘူးလားဟုတ်တယ်နော် မြို့ဝင်လူတွေလွန်ခဲ့တဲ့နှစ်က ပြင်သစ်တင်မောကိုစလဲစီမှာတွေ့ခဲ့တဲ့ကိစ္စရဲ့အခုကိစ္စရဲ့မှာကိုသိန်းသခင်စီကိုမင်းတွားလျှောက်တင်တဲ့နေရှင်ကျမကဟုတ်တယ်အခုမြို့ဝင်ကငါစီကတိုက်ပွဲဝင်စင်ကောင်း20နဲ့စင်ဦးစီးတွေတောင်းနေတယ်သူစီအပ်ဖို့ဘောအင်းဝါကစင်းဆိုထားတာစင်30ပဲဒီတော့ငါသူ့ကိုညင်းလိုက်တယ်စင်စဲကောင်ပဲပေးဖို့ရှိတယ်လို့ပြောလိုက်တယ်။ "तू ကငါ့ကိုကျင့်တဲ့ပုံမရဘူး။ အဲ့တော့နဲ့ကျမကအင်းဝါကိုတွားပေးရမှာလားငါကဒီမှာတီရိမင်္ဂလာပွဲလည်းရှိသေးတယ်ပြီးတော့တမီးပြည့်သူမင်္ဂလာပွဲရှိပါလျက်နဲ့အင်းဝါကိုထွက်သွားရဲဆိုမြို့ဝင်အုပ်စုကငါ့ကိုတင်ငါမကင်းဖြစ်ကြမှာပဲဒါဆိုလေစက်သားတယောက်ကိုလွှတ်လိုက်ပေါ့မြို့ဝင်ကမိဖုရားကောင်ကြီးရဲ့ဦးကြီးတော်တော့ဒီသတင်းကိုမင်းရဲ့ငါရဲ့လက်ရဘွေရကလွဲပြီးတခြားသူပေါက်ကြားလို့မရဘူးတိလို့မရဘူးကျမဒီကိစ္စတွေနဲ့ဝူးဝင်းနေလို့မရဘူးလား ဟန်တော်ဦးဒီမှာတစုံတစ်ခုဖြစ်လာခဲ့တယ်ဒါမြို့ဝင်ဦးတော်အောင်ရဲ့အင်အားကိုငါကဘလို့ရှင်းတာမှလဲသူဓာမိုးတိုင်းငါသူ့ပတ်လိုက်ရမှာပဲဒါပေမဲ့အင်းဝါကသူ့ကိုနှိမ်နှင်းနိုင်ရင်ငါတို့မိသားစုတစုလုံးမင်းပြင်းမင်းနဲ့တင့်နိုင်တယ်ဘာမှမဆိုင်တဲ့ငါမယားနဲ့ငါသမီးလေးတွေကိုအင်းဝါပြင်းကမီးရှို့တတ်လိုက်မယ်မင်းလည်းပါကျင်ပါသွားနိုင်တယ်လူစားဒီတော့အင်းဝါစီကယုံကြည်မှုတစ်ခုခုတော့ငါတို့ယူထားရလိမ့်မယ်အထူးသဖြင့်ကိုသိန်းသခင်ရဲ့ယုံကြည်မှုကိုပေါ့ ရီဇာကမြင်ကွင်းရှိမှစူညံနေသောလူအုပ်ကြီးကိုငေးကာလေးလေးနက်နက်စဉ်းစားနေ၏အင်းဝဲကိုကျမသွားဖို့အကြောင်းပြချက်ရှာရအောင်ပဲနှို့မဟုတ်ကျမကိုလည်းသူတို့စောင့်ကြည့်နေကြမှာအသေးကြပဲအင်းဒီအတွက်တော့အကြောင်းပြချက်ကရှိပြီးသားပါလူဇာမင်းရဟိုင်းမြင့်တက်ကဘုံမူပက်ထရိုကိုတိတယ်မဟုတ်လားတိတယ်လေကျမငယ်တငယ်ချင်းပဲကတိရရဲ့တိုက်ပွဲမှာသူကြဆုံးသွားပြီရှင်အခန်း26ဆက်ရ